ျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့အရေးကြီးတာကမြန်မာနိုင်ငံရဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်မြန်မာနိုင်ငံသားတွေရဲ့အကျိုးစီးပွားကိုဘ ഹു ပြုပြီးမှကိုယ့်ဘက်ကိုလှုပ်တင်တာကိုလှုပ်ဖို့ဟာတဲ့အရေးကြီးဆုံးပါပဲကျွန်တော်တို့လူတွေကကိုယ်လှုပ်တင်တဲ့ဟာကိုအောင်မြင်မလှုပ်နိုင်ပဲနဲ့သူများကိုအပြစ်မြင်တာတဲ့သူများနေရာမှာကိုဝင်ပြီးမှဆိုဘာဖြစ်နိုင်လာနိုင်မလဲငါတို့ကဘာလို့တင်းတယ်လဲအခုမှသဘောကဗျာ မှကျွန်တော်တို့တော်လန်ရေးတွေကိုစီလုံးမှုမရှိဘူး NUG ကိုလည်းရေရှည်မှာအပြစ်တင်လာကြတယ်ကျွန်တော်ကြားမိတယ်ကျွန်တော်တို့က NUG နဲ့အဖွဲ့ဝင်လည်းမဟုတ်ဘူးတိုးတော်လည်းပဲတချို့ကိစ္စတွေမှာသူ့ကိုကြီးပဲအပြစ်တင်တာထက်သူ့ကိုကြီးပဲအပြစ်တင်တာထက်ပေါ့ကိုယ့်ရဲ့အရှိတရားမင်းအောင်ကြည့်ရမယ်ဆိုတဲ့ဟာကိုထောက်ပြချင်တယ်ဟော NUG ဟာတိုင်းရင်းသားတွေကိုပါဝင်အောင်မစီလုံးနိုင်ဘူးဆိုတော့ပြောကြားချက်ကတော့အကုန်လုံးကမမှန်ဘူးဗျသူစီလုံးဖို့ကြိုးစားတယ် သူရဲ့စီလုံးမှုမအောင်မြင်တာကကံကံရဲ့အကျိုးလဲပါလေကကံဆိုတာကအတိတ်ကပြုခဲ့တဲ့ကံကျွန်တော်တို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးသမိုင်းတစ်လျှောက်မှာဘောနော်ဗမာချင်းချင်းမတည့်ဘူးဆိုရင်တိုင်းရင်းသားကိုအသေးအတန်လိုက်ပြီးမှစီယုံကြပြီတိုင်းရင်းသားတွေကလည်းအာဟုတ်တယ်ဒါဘုံရန်သူစက်တက်ကိုချရမယ်ဆိုပြီးပါတော့တယ်ပါတော့ပြီးမှခဏနေလမ်းဆုံးတော့သမင်းဝိုင်းမှာဘူကမပါဘူးအဲ့ဒီဖြစ်စဉ်တွေအများကြီးဖြစ်ခဲ့တယ် အလုတ်သမားလာခေါ်တယ်လို့မျိုးခေါ်ပြီးမှသမင်းစားမဲ့နေရာမှာမပါဘူးပေါ့ကျွန်တော်ရဲ့မိတ်ဆွေရှိတယောက်ရဲ့စကားကိုကားပြီးပြောရင်အဲ့လိုမျိုးဆိုတော့အခုအချိန်မှာကြတော့သူ့နောက်ကိုအရင်မလိုက်ရဲဘူးသူ့ကိုမကူညီချင်လို့မဟုတ်ဘူးသူ့နောက်ကိုလိုက်တော့ရင်ငါပဲဟိုပါပေါ့ဘိုက်ဂျီဘီကြံခဲ့မှာပေါ့ဗျာအဲ့လိုမျိုးတန်တရားတွေဒွိဟတွေအများကြီးရှိတယ်ဒါကြောင့်ကျွန်တော်တို့နိုင်ငံရဲ့ကံတရားကိုယ်တိုင်က ရှေ့ကနေလုတ်ခဲ့တဲ့နိုင်ငံရေးသမားတွေရဲ့ဆုံးဖြတ်ချက်အမှားတွေစည်တနာမမှန်မှုတွေကြောင့်ယုံကြည်မှုတည်ဆောက်ရတာအခက်အခဲရှိတယ်။ဒီဟာအခက်အခဲကြောင့်ငါတို့ဘယ်တော့မှမစည်းလုံးတော့ဘူးလားဆိုတော့လည်းမဟုတ်သေးဘူး။ဒီဟာတွေကိုကျွန်တော်တို့ကသိပြီဆိုရင်ငါတို့ကအရင်လိုမျိုးလုတ်လို့တော့မရဘူး။ဂတိသစ္စာရှိရမယ်။ဒီဂတိသစ္စာကိုတခါပြင်းသမင်းစားသလိုမျိုးမဟုတ်ဘဲနဲ့ဒီဟာကိုတည်တော့ရမယ်။ဒီအစဉ်လာကိုတည်ဆောက်ရမယ်။ဂတိသစ္စာနဲ့မေတ္တာတရားတွေရော ကျွန်တော်တို့ရဲ့ဒီကံတရားတွေကို တကယ်အကုန်လုံးနဲ့ပူပေါင်းစည်းပြီးမှထုစစ်မယ်ဆိုတဲ့ဟာကိုအလုံးနဲ့တက်တွေကိုတဖြည်းဖြည်းချင်းပြရမယ်စိတ်ရှည်ရမယ်တော်လန်ရေးကိုမနဲ့ဖန်ဘာဖြစ်မယ်ဆိုပြီးမှ force promise တွေနဲ့ပြည်သူကိုလှုံ့ဆော်နေတာထက်ငါတို့ဒီဟာဒီလောက်ဒီလောက်လုပ်ခဲ့ပြီဒီဟာတွေကြောင့်မှားခဲ့တယ်ရှစ်ဆက်ပြီးလုပ်ရမယ်ဥပမာပြည်သူကတော်လန်ရေးဆင်နွှဲတယ်ဆိုတော့နိုင်ငံတိုင်းမှာပြင်ပန်းတာပဲစီးရီးယားတော်လန်ရေးမှာလည်း မအခုစကားမနလန်ထတယ်လို့မျိုးထက်တောင်ပို့ပြီးမှခိုင်ပါတယ်တန်တမန်ရေးနိုင်ငံရေးသူသူထူထောင်လာတာပဲဒါမဲ့ဝုန်းဆိုရုပ်တရက်ကြီးနဲ့မျက်လက်ပြတ်ပြတယ်လို့မျိုးသူလဲပြောလဲဘယ်နိုင်ငံထက်ပြေးတော့တာပဲအာဆက်လို့မျိုးဒါကြောင့်ဟိုပြည်သူတွေအနေနဲ့လဲဒီစကားမနလန်ထလာတာကိုအရင်လဲစိုးရင်ကြာမလို့ပါဘူးသို့တော်တစ်ဖက်မှာတတိထားရမယ်ပေါ့နော်တတိထားရမယ်ဒါကဒီတရုတ် တရုတ်နိုင်ငံကနေစကားမကိုတန်တမာရေးရအတိမဲ့ပြမှုတွေကအရင်ထက်ပိုပြီးမှပေါ်ပေါ်ထင်ထင်ရှိလာတယ်ဆိုတာကစောစောပြောတယ်လို့မျိုးဘသူမဆို ကိုယ့်ရဲ့အကျိုးစီးပွားကိုဘဘပြုတ်ပြီးစဉ်းစားတာပဲဒီနေရာမှာကျွန်တော်တို့ထက်တွက်ဟိုဟာမြင်ကွင်းထဲမှာထည့်ရမှာကအိန္ဒိယလည်းမလုပ်လေဆိုတော့အိန္ဒိယလည်းအခုချိန်မှာစကားမတွေကိုဖိတ်ခေါ်ပြီးမှဟိုပလူနေတာပဲလေစကားမ120အိန္ဒိယဒေါ်လာအိန္ဒိယ120စကားမကိုလာလိုက် ကျန်တဲ့နိုင်ငံတွေကလည်းသူ့ကိုနောက်ဖေးပေါက်ကနေဝင် ပြီးမှကျွန်တော်တို့ကြားမိသလောက်တချို့နိုင်ငံကြီးတွေရဲ့တန်တမန်တွေလည်းအိမ်ဦးကျန်းပြင်အဲတချို့နိုင်ငံတွေမှာတွေ့နေတဲ့ကိစ္စတွေလည်းရှိတာပဲနိုင်ငံတိုင်းကစက်ပုံးခုတ်ပြီးမှလည်းသူ့အကျိုးအတွက်နိုင်နေကြတာပဲဒါတွေကိုကျွန်တော်တို့အရှိတရားကိုသိရမယ်ပြီးမှငါတို့ကဟိုမှဘယ်နိုင်ငံကမဆိုသူ့အကျိုးစီးပွားကိုအာမခံပေးနိုင်တဲ့ actor ကိုလက်တွဲမှာပဲဒါကြောင့်ကျွန်တော်တို့ကသူ့အကျိုးစီးပွားကို ကျွန်တော်တို့ကဟိုစိန်ခေါ်ပြီးမှဟိုကိုမလုံနိုင်တဲ့အင်အားတွေကိုသူများကိုလက်ညှိုးထိုးအပြစ်မြင်မလားကိုကလိန်လိန်မာမာနဲ့ဒီကိစ္စတွေကိုဟိုမဟာဗျူဟာချတဲ့အချိန်မှာရောအကောင့်ထဲပေါ်တဲ့အချိန်မှာရောမမအသိနဲ့အမှားတွေပေါ့တချို့ကိစ္စကတော့သဘောတရားအဖြစ်မှန်တယ်ဒါပေမဲ့ကိုအကျိုးစီးပွားအတွက်အရန်ထိခိုက်တယ်အဲ့ဒီလိုအနေထားတွေမှာကိုကမပြောသင့်တာကိုမပြောဖို့လိုတယ်မမအသိနဲ့တာကိုမမဖို့လိုတယ် ရန်သူနဲ့စစ်တိုက်တဲ့ချိန်မှာရှုံနေချင်းတွေကဘယ်ကလာလဲဆိုတော့ရန်သူကကိုယ်ကိုတိုက်လို့လာတာတဲ့ကိုကဆုံးဖြတ်ချက်အမှားတွေမပြောတင်တဲ့စကားတွေကိုပြောတဲ့အတွက်ကြောင့်မလို့ကိုယ့်အတွက်ပိုပြီးကြီးခိုက်တာကျွန်တော်ကျွန်တော်တတိထားမိတာပေါ့နော်ကျွန်တော်ရဲ့အတွေ့အကြုံအရဆိုရင်ဒါကြောင့်ဟိုပြောတင်သလားမပြောတင်ဘူးလားဆိုတဲ့ကိစ္စတွေပြီးမှဒီအလုပ်ဟာကိုမှားလိုက်တဲ့အမှားရန်သူတိုက်တဲ့ထိခိုက်မှုထက်ပိုဆိုးတယ်ဒီဟာတွေကိုကျွန်တော်တို့တတိထားဖို့လိုတယ်ဒါကြောင့် ဒီတရုတ်ကနေအတိမတ်ပြုတ်လာတယ်ဆိုတာလက်အိန္ဒိယကရောအတိမတ်ပြုတ်လာပဲတခြားအနောက်နိုင်ငံတန်တမန်တွေရောစကမရဲ့အစည်းအဝေးတွေအတွက်ရည်ရွယ်ကောက်ပွဲအတွက်ဗန်ဒန်ငွေတွေလည်းထောက်ပံ့နေတာပဲဆိုတော့ဒါဟာမြင်သာထင်သာရှိတာကတရုတ်ကနိုင်ငံတကာရဲ့အခင်းအကျင်းတွေအားပြိုင်မှုတွေသူ့မှာလည်းသူ့မှာရှိမှာပေါ့ဗျာကျွန်တော်တို့ကဟိုတော်လိုင်းရေးအုပ်စုတည်တည်လေးတွေဆိုတော့ ဟိုထိုင်ဝမ်အကြောင်းလို့ဟိုအရေကောက်ပြောနေလေကြီးမိုးကြီးဖြစ်မှာဆိုလို့ထည့်ပြီးတော့မပြောတော့ဘူးဒါမဲ့ဒါကလူတိုင်းနားလည်ထားတဲ့ကိစ္စပဲဆိုတော့ဒီဟာတွေစိုးရိမ်မှုတွေရှိတဲ့အတွက်သူကလည်းသူ့အလုပ်သူလုပ်တဲ့ကိစ္စကိုကဒါကိုမြင်ပြီဆိုရင်စိုးရိမ်စိတ်တစ်ခုတည်းကိုကြည်တာထက်ငါရှုံးတော်တော့မလားဆိုတဲ့ဟာတဲ့ကိုလှုပ်တဲ့ဟာကိုမရက်မနာတော့လှုပ်လှုပ်ရမှာပဲတန်တမန်ကြီးအတိမတ်ပြမှုနဲ့စကမနလန်ထလာတဲ့ကိစ္စ ဲ့ဒီအချိန်မှာနိဗျူဟာပိုင်းဆိုင်ရာဒီမြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့စစ်ပွဲတွေရဲ့ဟိုပုံတံတန်းအရွေးကိုခုနမေးခဲ့တဲ့အထက်မှာပါတယ်ဆိုတော့ तू ကအာဒီစစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းပြီးမှအာအဲ့ဒါကမဖြစ်နိုင်ခဲ့ဘူးလို့ထင်တယ်ဒါပေမဲ့အခုကသူ့ဟာအလုပ်ဖြစ်လာတယ်ပေါ့အဲ့လိုမျိုးယူဆတယ်ဒါပေမဲ့ဒီကိစ္စကတကယ်တမ်းကျတော့စစ်မှုထမ်းဥပဒေကဟိုဟာဒါရိုက်ဟို သူ့ရဲ့အောင်မူဝါဒမှ policy man လို့အကျိုးပြုလာတယ်ဆိုတာအထက်မိပညာအောင်သူကတန်တမာရေးရအတိမတ်ပြုလာတော့ယုံကြည်မှုတချို့ရလာခဲ့တယ်ပြီးမှလာရှိုးကိစ္စတွေအဲပြီးမှတချို့ပေါ့ရှင်းမြောက်မှာတရုတ်မြန်မာနယ်စပ်လုံခြုံရေးတွေအတွက်အဲသူကတန်တမာရေးအရဝင်ရောက်ထိန်းချောင်းပေးမှုမှာစီရေးအရအကျိုးအမြတ်တွေကသူကရခဲ့တယ် အဲ့ဒီအခွင့်အလမ်းကိုတုံးပြီးမှနိပညာဆိုင်ရာ PC တွေကိုလည်းသူကပြန်ပြီးမှစနစ်တကျပြန်လေစုဖွဲ့ဖို့အတွက်ဟိုအချိန်ပေါ့အသာစီးတချို့ရခဲ့တယ်ဒါနဲ့သင်တန်းဆင်းလာတဲ့စစ်မှုထမ်းကိစ္စတွေနဲ့ပေါင်းစည်းပြီးမှအဲ့ဒါဟိုပြောမယ်ဆိုရင်စင်နာဂျီပေါ့ဗျာပေါင်းစည်းပြီးမှဖြစ်လာတာတကယ်တမ်းစစ်သားအဖြစ်တွေကစစ်မြေပြင်မှာရှေ့ကထွက်ပြီးတိုက်နေတာမဟုတ်ဘူးသူက drone တွေနဲ့အသေးပုံချပြီးမှလူကိုဖြစ်ဖြစ်ချင်းတက်ပြီးမှလုံနေတာဒါတွေကကျွန်တော်တို့ဒီရှမ်းမြောက်မှာအတီအန်အယ်လေးနဲ့တိုက်နေတဲ့မျက်နှာစာမှာသူဘလို့တိုက်ပွဲဝင်တယ်ဘလို့အမျက်ထုတ်တော့တယ်ဆိုတော့ကျွန်တော်တို့တောက်လျှောက်ကရင်ပြည်မှာဘလို့တိုက်နေမှာဘလို့ပုံစံမျိုးနဲ့လုပ်တယ်ဆိုတော့တောက်လျှောက်ကြည်တာပေါ့ဒါသင်ခန်းစာတွေထုတ်ကြတာပဲဆိုတော့ကျွန်တော်တို့ဖတ်မှာလည်းပဲတကယ်ပြောမယ်ဆိုတော့အရန်ပြင်းထန်တဲ့တိုက်ပွဲတွေသူထိုးစစ်တွေလုပ်ပါတယ်တဘောကတောင်ခမ်းမှာ DNA လေးကိုအသာစီးရခဲ့တဲ့ တက်တွေကိုထုတ်လာပြီးမှမခွေသူ့ရဲ့ဒီကပ္ပစတွေနားမှာသူကအားဖြည့်တယ်။မစကစကဟာဆက်ခွန်တို့ဆက်လီတို့ပေါ့။အဲ့ဒါတွေကိုအေယာဝတီတိုင်းတို့အဲ့ဒီဖက်မှာလှုပ်လာတဲ့ချိန်မှာအမ်သူ့ရဲ့တက်တွေကဘူဟာလိုက်စုပ်ပြတ်တော့တာပဲလေ။ဟုတ်သူဘူဟာလိုက်စုပ်ပြတ်လန်ထွက်တော့တာပဲ။ဒါမဲ့သူက drone တွေနဲ့တော့ခြားတာပေါ့။အဲဟုတ် သူ့ရဲ့နီးဗျူဟာကိုကောင်တာလောက်တာကတော့တစ်ဖွဲ့နဲ့တစ်ဖွဲ့တော့မတူညီနိုင်ပါဘူး။ဒါတကယ်ကိုသွေးထွက်တန်ယူများတဲ့တိုက်ပွဲတွေတကယ်ဖြစ်နေတယ်။ तू ကအဲ့ဒီလိုမျိုးဗျူဟာလိုက်စုတ်ပြတ်တော်တဲ့အချိန်မှာ तू မလုပ်ခဲ့လဲဆိုတော့ပြည်သူ့အကြံဖက်တိုက်ခိုက်မှုဖြစ်လာတာ။ကြောင်တာအယောက်20ကျော်တည်ပြီးမှ20ကျော်ဒဏ်ရာရတော့တဲ့ကိစ္စကလည်းပဲလွန်ခဲ့တဲ့2ရက်လောက်ကကြောက်တော်မှာပုံကျဲတဲ့ကိစ္စဟုတ်ကဲ့လွန်ခဲ့တဲ့2ရက်လောက်ကအဲ့ဒီဖြစ်စဉ်မတိုင်ခင်လွန်ခဲ့တဲ့2ရက်လောက်က သူ့ရဲ့တက်တွေကစုပ်ပြတ်သွားအောင်ဖြစ်တော့တယ်မြူဟာလိုက်ကိုကွဲကွဲအလဲအကွဲသူသူနာတော့တယ်အဲ့ဒီအချိန်မှာသူကဒီဒီပြည်သူကိုပြစ်မှတ်ထားပြီးမှတိုက်ခိုက်ခဲ့တာတကယ်တွေးထွက်တန်ယူများပါလေစစ်ပွဲဆိုတော့ကျွန်တော်တို့လည်း power ranger လည်းမဟုတ်ပါဘူးကျွန်တော်တို့ဖက်ကလည်းနာတာရှိတာပဲဒါမဲ့သူကပုံနာတာပေါ့သူကပုံနာတာပေါ့အာကျွန်တော်တို့ကလည်းတချို့ကိစ္စတွေကိုတည်င်းထုတ်ပြန်နေဆိုရင်အိန္ဒိယရရဟိုဓာတ်ပုံလေးနဲ့ အောင်ပွဲအနေနဲ့ထုတ်ပေးတယ်သူတို့တည်တာကိုလည်းကျွန်တော်တစ်ဖက်ကပြောရင်ဗျာရန်သူတည်တော့နိုင်တယ်လို့ပြောလို့ရတယ်သို့တော့အမှန်တကယ်စဉ်းစားကြည့်ရင်ပြည်တွင်းစစ်ဗျာအဲ့ဒါကသူတည်ထားလဲကျွန်တော်တို့နိုင်ငံသားတွေတည်နေတာပဲသူတို့အဲ့လောက်ထိတာဓုခေါ်ပြီးမှဟိုပြောမဆုံးဖြစ်တဲ့ဟာထက်ငါတို့တိုက်နေတဲ့တိုက်ပွဲကတကယ်ပြောမယ်ဆိုရင် ဒီတိုက်ပွဲကြီးကနောက်ထပ်ဘယ်နှစ်ဖြစ်မလဲလူဘလောက်တည်တော်မလဲဆိုနိုင်ငံမှာလူဘလောက်ကြံခဲ့မလဲပေါ့နိုင်ငံပြန်တည်ဆောက်ရေးတွေဒါဘယ်လိုဘယ်လိုလုပ်မလဲဆိုတဲ့စဉ်းစားချက်တွေကိုဒါတကယ်လုပ်လို့ရမယ့်အလုပ်တော့အဲ့ဒါကကျွန်တော်တို့ကနိုင်အောင်တိုက်ရမယ်ဆိုတာကတော့တပိုင်းပဲသူပုံတွေတချို့မထုတ်ပေးထားတာလည်းရှိတယ်သူတို့ကကျွန်တော်တို့ကိုဒါမျိုးဟိုသူ့ရဲ့စိတ်ဓာတ်စစ်စင်ရေးအတွက်သူကထုတ်လာခဲ့ရင်ကျွန်တော်တို့ထုတ်လိုက်ရင်သူတော့ပိုအဆက်ွယ်အောင်မယ်ဒါလည်းအရင်လည်းဖြစ်မှုပါလေ ဲတဘောကဘုံတော့တချက်နောက်တစ်ခုကအဲကျွန်တော်ရူရဲ့အနေဟွာပေါ့သူရဲ့ပါဝါအထိုင်ပေါ့နော်စစ်စစ်တပ်ပေါ့တိုက်ပုံတိုက်နေရှိမယ်နေပြူဟာအပိုင်းနေပြီးမှအာဒီဒီအခြေခံတွေပေါ်မှုတွေပြီးမှသူတိတ်ပြီးမှအခြေအနေမပေးသေးတာပေါ့ဒီဖန်စီထားတဲ့ဒီစစ်သုံးပန်းတွေလက်နဲ့ချတယ်ဆိုတာလေသူကမလွဲတာလို့အကက်မသေးအောင်လက်မြောက်တဲ့သဘောပါပဲအဲတချို့ကြတော့တကယ် ဟိုပါဗောဒီစကမားတွေရဲ့စိတ်ဓာတ်နဲ့လုံရက်တွေပြည်သူတွေတက်ဖြတ်တာတွေကိုမလိုလားလို့အာဒါကျွန်တော်တို့ ਨੇ ပူပေါင်းတော့တာဒါမှမဟုတ်ပြည်သူစီကိုပူပေါင်းဖို့အတွက်ကျွန်တော်တို့အတင်ပြပြီးမှကျွန်တော်တို့ပြည်သူရဲ့တော်လန်ရေးဖက်ကိုလှက်ပေးလိုက်တာတွေရှိပါတယ်အဲတချို့ကြပြန်တော့လည်းဒါကြီးဆန်းကုံတော့လို့သမင်းငယ်လို့လုံးဝမလှုပ်နိုင်လို့အဲ့ဒီလူတွေကြတော့လည်းကျွန်တော်တို့လုံခြုံရေးရတော်တော်လေးတတိထားပြီးဂိုင်တွေရတဲ့သဘောရှိတယ်တချို့ဘူရုပ်တွေဆိုရင်အများစုပါပဲဒီဖက်မှာကျွန်တော်တို့ဖန်ဆီးထားတဲ့ဘူချုပ်တွေဆိုရင် လုံးဝသူကကြည်ဆန်ပုံတော့လို့သူကအဲ့ဒီအချိန်မှာ105မီလီမီတာဟောက်ဝေစာတွေကိုဘုံခွဲပြီးမှဒါမှမဟုတ်ရင်ကြံခဲတဲ့ကြက်ငွေတွေကိုအကုန်လုံးမီးရှို့ပြီးမှအဲ့ဒီပြာကြောက်အောင်ချတော့တဲ့လူတွေပါပဲအဲဆိုတော့အများစုပေါ့လေနော် အများစုနောက်ပြီးတော့အဲ့ဒီဗိုလ်ချုပ်တွေကိုရန်ကိုကပဲဒီ civilian ရောအရက်သားပြည်သူတွေကိုတတ်ဖို့အကြီးအကျယ်ဘုံကျဲဖို့အမိန်ပေးခဲ့တဲ့သူတွေမဟုတ်ဘူးလားပါတယ် ပါတယ်ဒီမောင်တော်မှာဖမ်းမိတဲ့တူရင်ထွန်းလားသူဆိုရင်တကယ်ကိုသူ့ရဲ့တပည့်တွေကိုရရဆက်ဆက်နဲ့အမိန့်ပေးပြီးမှမင်းဒါမလုပ်ရင်တေတံကြမယ်ငါကိုယ်တိုင်တတ်မယ်ဆိုပြီးမှခိုင်းစေတဲ့လူထဲမှာပါတယ်ဒါမျိုးပုံကိုယ်တွေကြတော့ကျွန်တော်တို့ကဟိုဟိုကြားတွေကိုထိမ့်သိမ့်တယ်လို့မျိုးထိမ့်သိမ့်ရတာပေါ့ဗျာနော်အဲ့ဒီကြား channel အတွက်ကိုယ်ကိုကြိုက်မယ်လေသူတော့ကိုလည်းအကိုက်မခံရအောင်တတိထားပြီးထိမ့်ရတာပေါ့။ तू ကအခုချိန်ထိအတန်းရှင်ရရှိသေးတယ်ပေါ့ အဲရှိပါတယ်ရှိပါဒါပေမဲ့ तू ကကြမ်းပါရေမကောင်းဘူးပဲအဲ तू ကဖမ်းမိတဲ့အချိန်မှာအရင်ကြောက်စိတ်တွေဝင်ပြီးမှစီးချိုတွေတအားတက်လာတယ်ကျွန်တော်တို့ကသူ့တေမေတောင်ထင်တာဒါကြောင့်ကျွန်တော်တို့သူ့ကိုတကယ် intensive medical နဲ့အဲကယ်ထားရတဲ့သဘောမျိုး तू ကြောက်စိတ်တွေတအားဝင်တယ်ဘာဖြစ်လို့ဆိုတော့ तू လှုပ်ထားတဲ့ဟာတွေကအရင်များတယ်ဆိုတော့ warm criminal လို့ပြောလို့ရတဲ့စိတ်ရာဇဝိကောင်တယောက်ရဲ့ခံစားချက်ပေါ့လည်းမချခင်တော့ဒီဘက်ကတစ်ဖက်ကသူတွေကို तू အသေးလက်တက်ဖို့အဲတက်ဖို့ဖြတ်ဖို့မိတ်နေပြီးခဲ့တယ်သူလက်နဲ့ချပြီးတဲ့အခါမှာတော့သူ့ရဲ့စိတ်သက်ကဘလို့ပြောင်းလဲသွားလဲဆိုတာမြင်ရတာပေါ့နော်မြင်ရတယ်မြင်ရတယ်ဒီလိုဆိုရင်သူ့အထက်ကသူတွေနေ့စဉ်ဘုံကျဲဖို့ပြောနေတဲ့သူတွေ drone နဲ့ချဖို့ပြောနေတဲ့သူတွေအဘိုးချုပ်ကြီးမင်းအောင်လိုင်းတို့လူမျိုးကအစတနေ့အဲ့လိုဖြစ်လာခဲ့ရင်သူတို့ဘလို့ခံစားရမလဲဆိုတာကျွန်တော်တို့ imagination လို့ကြည့်လို့ရတာပေါ့ဟုတ်တယ်ကြည့်လို့ရတယ်ဒီ ဘုံကျဲတဲ့စာတင်ကြောင်းဘုံကျဲတဲ့ကိစ္စတွေကိုကြည့်မယ်ဆိုရင်အဲဥပမာကကျွန်တော်တို့ဖန်စီတဲ့စစ်ဌာနချုပ်လိုက်သိမ်းမိရဲ့အချိန်မှာရန်သူရဲ့မိသားစုတွေကလေးတွေမျိုးသမီးတွေပါလာတယ်ကျွန်တော်တို့သူတို့အချုပ်ထဲမှာမထည့်ထားဘူးသူတို့ကိုသူတို့ရဲ့နေရာနဲ့ထိမ့်သိမ်းထားခဲ့တယ်ပြီးမှဒီအမျိုးသမီးတွေရဲ့ကာကြီးအင်ကြီးတွေလုံခြုံရေးတွေကအဆောက်အအုံလေသူတို့ပါသူတို့အဆင်ဆင်အုပ်ချုပ် ကျွန်တော်တို့မှလည်းစစ်ဖြစ်ပြီးမှစားเสียရလဲတိတ်များများစားစားရှိတာမဟုတ်ဘူးမြပြီးမှစားပေါ့ကျွန်တော်တို့ရဲဘော်တွေစားတယ်လို့စားပေါ့အဲ့လိုမျိုးသူ့ရဲ့ကလေးတွေကိုဆိုရင်နည်းနည်းပြေးလောကစားဖို့တဲ့နေရာတွေကအစရန်သူရဲ့ကလေးတော့ကျွန်တော်တို့ ਨੇ အသေးလေးတတ်ထားရန်သူရဲ့ကလေးတွေကိုတော့ကျွန်တော်တို့ဒါမျိုးထားတယ်ပြီးမှတစ်ခါကဟိုလူသားချင်းစာနာမှုထားတယ်လို့ဒီကလေးတွေကကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်တွေပဲ သူတို့အကြောင်းပဲလို့ထားရမလဲဘလို့မနစ်နိုင်အောင်ဘလို့လုပ်မလဲကျွန်တော်တို့အမေနဲ့တိုင်ပင်ဒီမှာလုတ်တင်တာကိုလုတ်ပေးကြတယ်တချို့ဆိုရင်အမေရောအဖေရောမရှိတော့ဘူးကျွန်တော်တို့သားသမီးအဖြစ်မွေစားလိုက်တယ်ပြီးမှသူတို့ဒီလိုမျိုးထားထားတဲ့ကလေးတွေလည်းရှိတယ်ဆိုတော့ဒီစစ်ပွဲမှာသူ့ရဲ့စစ်သားတွေတည်တော်လို့စာသင်ကျောင်းကိုလက်တော့ပြန်တယ်ဆိုတော့ဒီလူတွေရဲ့နိုင်ငံချစ်စိတ်ဆိုတဲ့ဟာကဘာလဲဆိုတာကျွန်တော်နားမလည်တော့ဒီကလေးတွေနဲ့ကျွန်တော်တို့တိုင်းပြည်အနာဂတ်ကဖြစ်လာမှာလေ ဆိုတော့ဒီစစ်သားချင်းချင်းစစ်တိုက်လို့သူရှုံးတော့တာကိုဒီစာတင်เจ้าကိုဘုံကျဲတယ်ဆိုတော့သူရဲ့စိတ်ဓာတ်နဲ့အတွေးခေါ်လုံရက်ကဘာလဲဆိုတာကျွန်တော်လည်းကျွန်တော်လည်းမစင်စားတတ်တော့ဘူးဟုတ်ကဲ့အဲ့လိုပဲမစင်စားတတ်သူတွေအများကြီးရှိပါတယ်ဒီမြန်မာနိုင်ငံသားတွေပြောလေးရှိတယ်ငါတို့မြန်မာနိုင်ငံကမဟာဗျူဟာရအရန်တန်ဖို့ရှိတယ်ဆိုတာဒီဟာတကယ်တန်ဖို့ရှိတယ်ဆိုရင်တကယ်တန်ဖို့ရှိတယ်ဆိုတော့ဘသူအတွက်တန်ဖို့ရှိတာလဲ အရေးကြီးတယ်ဆိုတာကဘသူ့အတွက်အရေးကြီးတာလဲဆိုတော့ကျွန်တော်တို့ဒေတာသွင်းမှာဒီနေမြေဒေတာတွေရဲ့အာသာချက်တွေကိုအသုံးပြုပြီးအလုံးလုံးပဲလူတွေအတွက်တန်ဖိုးရှိတာ။မှတရုတ်နိုင်ငံဆင်းရဲနေတော့ကဟိုအိန္ဒိယနိုင်ငံဟာမလွတ်မြောက်ခင်ကာလကဆိုရင်ဒီဒေတာအလောက်စီလည်းမဟုတ်ပါဘူးစစ်တိုက်တဲ့ချိန်မှာတော့ဒီကိုဖြတ်ပြီးမှတိုက်ကြမယ်ဆိုတော့စီရရဒါအခရာကြတဲ့အဲဒေတာတစ်ခုအနေနဲ့တော့ပြောလို့ရတာပေါ့။သို့တော့ မစီအရာတစ်ခုကိုပဲကြည်လို့မရဘူးလေကြံတဲ့ဒီဒီကပ္ပာကြီးလူသားဘဝတွေကိုတိဆောက်ဖို့နိုင်ငံတွေကိုတိဆောက်ဖို့ကုံသွေးတွေနဲ့ပတ်သက်ပြီးမှတက်မယ်ဆိုရင်ဒီရင်းနှီးမြှုပ်နှံမှုဒီစီမံကိန်းတွေကိုလှုပ်လာလေလေသူဒေတာရေးပါမှုနဲ့တန်ဖိုးတွေကပုံမြင့်တက်လာလေပဲဆိုတော့ဒီဟာတွေကိုမစင်စားဘူးဆိုရင်ဒီတန်ဖိုးကလည်းဒီတိုင်းပဲရှိမှာပါပဲမြကြီးအောင်မှမြုပ်နေတဲ့တရားစာလားလို့မျိုးပေါ့ဆိုတော့ကျွန်တော်တို့ရခိုင်ဒေတာလည်းပဲ အာအခိုင်ဒေတာကအာမဟာဗျူဟာမြောက်အေးပါတယ်လို့ဘလောက်ပဲပြောပြောဘာရင်းနှမြုပ်နယ်မှုမှမရှိရင်ဒီဒေတာကဆင်းရဲပိတ်လောင်ပြီးမှဒေတာတွင်ကလူတွေအလုတ်ကန်ရဖို့အတွက်တရက်ကိုကားအစီးတရာလောက်အလုတ်ရှာမိသားစုတွေပြိုကွဲနေမှာပဲဆိုတော့ကျွန်တော်တို့ကဒီဒေတာရဲ့ဟိုအချက်ချာအနေထားကိုအသုံးပြုဖို့အတွက်ဆိုရင်တရုတ်ကလာမယ်အိန္ဒိယကလာမယ်ဆိုရင်ကျွန်တော်တို့ကဒီတရုတ်အိန္ဒိယဟို reliable guarantor ပေါ့အဟိုဟိုလက်ဆုပ်လက်ကမ်းမိကိုအားထားရတဲ့တည်ငြိမ်တဲ့အာမခံသူအနေနဲ့ဆိုရင် သူတို့အတွက်လည်းဒါဒါအာမခံချက်ရှိမယ်ကိုယ့်အတွက်လည်းဂုံတိတ်ခါရှိရှိနဲ့ဒီဒီရင်းနှင်းမြုပ်နှံမှုကပါလာတဲ့အကျိုးစီးပွားတွေကိုကိုယ့်ပြည်သူအတွက်အသုံးချနိုင်မယ်ပေါ့ဒါကျွန်တော်တို့ရဲ့စဉ်းစားချက်ဒီလူတွေကလာပြီးမမြုပ်နှံနိုင်ဘူးဆိုရင်ဘယ်သူကလာမလဲဟို UK ကလာမလား ဂျပန်ကလာမလာဘူးသူတို့ကဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလူတွေကဒါကျွန်တော်ကတရုတ်ဘက်ကိုဘယ်လိုက်ပြောတာမဟုတ်ဘူးနော်အရှိတရားကိုအရှိတရားကျွန်တော်အမြင်ကိုတင်ပြောပြတာလူတွေကဘာမှမရှိဘဲနဲ့ NGO တွေအယူဆွဲတော့တယ်ကျွန်တော်ဒီအဲ့ဒီလူတွေကိုတိုက်တာလည်းမဟုတ်ဘူးအရှိတရားပြောတာဟုတ်ကဲ့အာဆယ်လုံးရင်ဒါပြတ်သွားမယ်ဘာလို့ရင်ဘာပြတ်သွားမယ်ဒါကြောင့် ဟိုစီမံကိန်းလုပ်ရင်တော့လေမြေတွေကိုတုံးရမှာပဲဒီလေမြေတွေကိုယော်ကြီးတွေပေးတယ်မရလိုက်ဘူးဆိုရင်ဒီဥပဒေကြောင့်ရမရရအောင်ကျွန်တော်တို့ကလုပ်ရမယ်ဒါကိုလုံးဝပိတ်ပင်ပြီးမှဆိုတာထက်ပြည်သူတွေရဲ့အကျိုးနဲ့အရှိတရားကိုမြင်အောင်ကြည့်တဲ့လက်တွေ့ကြတဲ့စဉ်းစားချက်တော့ဖြစ်ဖို့လိုတယ်အာဒီစကားမအရင်နဲ့တရုတ်နဲ့ဆက်ဆံရေးကတော့ပို့ပြီးမှအဆင်မြင့်တဲ့ဆက်ဆံရေးပေါ့ဟိုပီကင်းဘဟုကဝန်ကြီးအဆင့်တမနာအချင်းချင်းဆက်ဆံတဲ့ဆက်ဆံရေးမျိုး ကျွန်တော်တို့ကြတော့ non state actor ဖြစ်တဲ့အတွက်ကြောင့်မို့လို့တရုတ်နဲ့ကျွန်တော်တို့ဆက်ဆံပါတယ်ဆိုတော့ပြောဆိုတော့မတင်တော့ပါဘူးအကျွန်တော်တို့သူတို့လည်းဒါ protocol အရဆိုရင်လည်းဒီလောက်ဒီ high profile ဆင်တော့မဟုတ်ပါဘူးဆိုတော့အဲဒါဒါအမှန်ပဲလေဆိုတော့သူတို့လည်းအဲသူရဲ့ရင်းနှီးမြုပ်နှံမှုအကျိုးစီးပွားလူပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုအတွက်ဒါကျွန်တော်တို့ကိုမေးခွန်းနေတော့ရှိတာပဲကျွန်တော်တို့ဘက်ကလည်းပဲဒီကိစ္စတွေပေါ်မှာအာကိုလည်း ဒါတော်လန်ရေးတပုံဆိုတာအနာဂတ်ရဲ့အစိုးရပဲလေသူတို့ကျွန်တော်တို့အစိုးရလိုမျိုးတွေးခေါ်ရမယ်အဲလုံတဲ့အချိန်မှာတော့အခြေအနေနဲ့ကိုက်ညီနေတော်လန်ရေးဆန်ဆန်လုပ်ရတာတော့အဓိကပေါ့နော်ဒါပေမဲ့တွေးခေါ်ပြီးမှအဲ့ဒီနေရာကိုရအောင်စူးစမ်းရင်လည်းတဖြည်းဖြည်းချင်းကပ်ရတာဆိုတော့အာသူတို့ရဲ့အကျိုးစီးပွားနဲ့ပဋိပက္ခမဖြစ်တဲ့မူဝါဒတွေကိုကိုကလည်း adopt လုပ်ဖို့တော့လိုတာပေါ့အာဒါကတော့တဖြည်းဖြည်းနဲ့ဒါ အခုစကားမတွေကိုသူတို့ကခေါ်ပြီးမှတွေ့တယ်၊ကူညီနေတယ်ဆိုပေမဲ့ကျွန်တော်စောစောပြောခဲ့တဲ့ဟို asset analogy ပေါ့။ Syria analogy နဲ့ခိုင်းနိုင်ပြီးမှဒီကောင်လည်းညုံခနဲ့လွင့်သွားနိုင်တာပဲလေ။မှရွေးကောက်ပွဲအတွက်သူလူ900လောက်ထုတ်တယ်။ဒါဒါခြေလန်းတလန်းကနေတလန်းအပြောင်ပေါ်တော့ gear တစ်ခုကနေတစ်ခုချိန်တဲ့ချိန်မှာသူ့ရဲ့ဟာကအမြဲတမ်းခလုတ်တိုက်နိုင်တာပဲလေ။ဟို ဒါအကောင်းဆုံးအတွက်လဲသူ့သူ့အတွက်ပေါ့လေအကောင်းတစ်ခုကိုရောက်တော့နိုင်တယ်လို့မတော်ရင်ခလုတ်တိုက်နိုင်တာပဲဝိတ်အများကြီးနဲ့ခလုတ်သေးသေးလေးတိုက်ရင်လဲဒီ pressure တွေကြောင့်အမျိုးမျိုးဖြစ်သွားနိုင်တာပဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီစီးလုံးညီညွတ်မှုမရှိဘူးပြီးမှအိမ်မင်းချင်းနိုင်ငံတွေကလည်းဒီ reliable security guarantor ကိုမြင်ချင်ကြတာပေါ့ဒါဖြစ်တဲ့ကိစ္စပဲ ဆိုတော့ဒီအတွက်လည်းကျွန်တော်တို့ကတေချာစဉ်းစားဖို့တော့လိုပါတယ်အဲ့အတွက်စဉ်းစားတာတည်းဆိုင်ပြင်ဆင်ထားပြီလားအဲကျွန်တော်တို့ဒေတာအဆင့်အနေနဲ့ဆိုရင်ရခိုင်ဟိုအာရခအစိုးရအနေနဲ့တော့ကိုယ်အစိတ်ပိုင်းရကျွန်တော်တို့ကပြောလို့ရတယ်ဒါပေမဲ့ဒီတပြေထောင်စုတစ်ခုလုံးအတိုင်းတာနဲ့ဆိုရင်တော့ကျွန်တော်တို့ပြင်ဆင်ဖို့လိုတယ်အခုရခိုင်ပြည်မှာရှိတဲ့ချားပြည်နယ်တွေမှာရှိတဲ့ရင်းနှီးမြှုပ်နှံမှုတွေကအဲ့ဒေတာမှာနေထိုင်တဲ့ပြည်သူတွေတက်ဘလော့ အကျိုးမြတ်ရှိမလဲသူတို့ခံစားရခင်ဘယ်လောက်ရှိမလဲပေါ့နော်ဖုန်ကြီး၎င်းမဲ့ရခိုင်ပြည်မှာအခုတရုတ်ကရင်းနှီးမြှုပ်နှံမှုတွေဟာဒီနေ့ပြစ်ဆုံးပံမှာရောအနာဂတ်မှာရောရခိုင်ပြည်သူပြည်သားတွေအတွက်သူတို့ဘဝတွေပို့ပြီးတိုးတက်ကောင်းမွန်အောင်ဖို့အတွက်ဘယ်လောက်အကျိုးရှိမလဲဆိုတဲ့ကိစ္စအပူရေးကြည့်တာမဟုတ်ဘူးလားအဲ့ဒါမျိုးကြရင်ဘယ်လို negotiate လုပ်ကြမှာလဲ negotiate လုပ်တယ်ဆိုတာကတော့ကိုယ်ဘယ်အနေထားကိုရောက်ရှိနေပြီလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ် ကိုအိမ်မှာပတ်စံ30ပဲရှိတဲ့အချိန်သူကစည်းကိုတော့ရင်ကိုက30တန်းဝယ်ဖို့ပဲစဉ်းစားရတာပေါ့။အမတပေါင်းနဲ့တရက်ရှိပြီဆိုရင်တော့တပေါင်းတန်းအတွက်သူသူပြောမှာပဲ။ကျွန်တော်တို့ကဒီအာရခဒေတာအတွက်တော့စဉ်းစားတာမှန်ပါတယ်ကျွန်တော်အရင်လည်းပြောခုပါတယ်။အဲကျွန်တော်တို့ကရခိုင်မျိုးသားရေးဝါဒမှန်ပါတယ်။သို့တော့ဒီမြန်မာနိုင်ငံမှာလူမျိုးပေါင်းစုံလွန်မြောက်ရေးဆိုတဲ့ဟာကိုမစဉ်းစားလို့မရဘူး။ဒီကိစ္စတွေကကျွန်တော်တို့ ဟိုလူမျိုးကြီးလို့စစ်တပ်အကြီးကြီးဖွဲ့နိုင်တဲ့လူကပဲအကုန်လုံးယူမယ်ဆိုရင်ဒါဆိုရင်လူမျိုးသေးလူမျိုးနဲတယ်အင်အားမရှိတဲ့လူဆိုရင်မရဘူးလားဒါဆိုရင်ဘယ်လိုဖြစ်မလဲဆိုတဲ့ဟာကအဆပေါ်လေနော်စဉ်းစားရမယ်ဒါကြောင့်တစ်ဖက်ကတော့ကိုကကိုအာရခဒေတာအတွက်ကကျွန်တော်တို့သမိုင်းအတွက်လုတ်เสียရှိတာဘောတော့ကျွန်တော်တို့လုတ်နေကြပြီတပြိုင်တည်းမှာစဉ်းစားเสียရတယ်လည်းအများကြီးရှိတယ်မြန်မာနိုင်ငံတရံဇာတာတွေဖြစ်ဖြစ်အနာကကုံသွေးဆိုင်ရာစီမံချက်တွေဖြစ်ဖြစ် အဲလောက်တဲ့အချိန်မှာကိုယ်နိုင်ငံကစီးလုံးမရှိဘူးစစ်ဖြစ်နေတော့မှစကားမဆိုရင်လည်းပဲစစ်ဖြစ်လာတဲ့အချိန်မှာသူတရုတ်ကိုပြေးပြီးမှစီမံကိန်းတွေကိုအသက်သွင်းခိုင်းတာအသွင်းပြီးမှအဲ့ဒီစီမံကိန်းတွေကိုအကာအကွယ်ယူပြီးသူ့ရဲ့မဟာဗျူဟာမြောက်လေကထစ်အဖြစ်အသုံးချတာပေါ့အဲဒါကသူ့ဖက်မှသူကစားလို့ရတဲ့ဟာသူကစားမှာပဲကိုယ့်ဖက်ကကြတော့အဲ့လိုမျိုးကစားဖို့အတွက် leverage ကလက်ထဲမှာမရှိဘူးဒီဟာတွေကြောင့်ကျွန်တော်တို့မှဒီဟာတွေကို counter ဘယ်လိုလုပ်ရမလဲဒီ သူ့ရဲ့နိုင်ခဲ့တဲ့ကိုယ့်လက်ထက်ရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာတွေလည်းတေချာနည်းလမ်းရှာဖို့တော့လိုပါတယ်အဲ့တော့2029 2000 2029က phase 1 phase 2မှာပေါ့နော် three brotherhood ပေါ့ညီနောင်သုံးပေါ့ AMNDA TNLA နဲ့ AA ပေါ့နော်အဲ့ဒီ coalition ကရောသူတို့ရဲ့ unity ရောအခုအချိန်မှာဘယ်လိုရှိသလဲအာကျွန်တော်တို့မူဝါဒအရရောစီစီလုံးလုံးရှိပါတယ်အဲတချို့လုတ်ပုံလုတ်နေကြတော့ အာနည်းနည်းဟိုအရင်နဲ့မတူတဲ့အခြေအနေတော့ရှိတာပေါ့ MMDA သူရဲ့ထိန်းချုပ်နေနေနဲ့အဲ initial ဆက်ဆံရေးအခြေအနေဒီ DNL ဆိုရင်လည်းပဲအဲသူရဲ့ဒီနေမီတွေရလာတဲ့အချိန်မှာဟို initial အခြေအနေရန်သူဖိအားအခြေအနေအဲကျွန်တော်တို့အချင်းချင်းကြမှာတော့အမြင်ရှင်းရှင်းနဲ့ဆက်လက်ပြီးလုံနိုင်တဲ့ဟာတွေပူပေါင်းဆောင်ရွက်ပြီးရှိနေတော့ပါ